ဟယ်လိုအားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ Marcus Rashford နဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့အချက်လက်တချို့ကျွန်တော်ရထားတယ်ဒါလေးတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကြည့်ကြည့်အောင်ပါဆိုတော့ Rashford နဲ့ပတ်သက်လို့ရှိရင်နောက်ဆုံးရထားတဲ့သတင်းတွေပေါ့လေဆိုတော့ Jacobs Ban ကနေပြီးတော့ report လုတ်ထားတာက Barcelona အသင်းရဲ့ထိတ်တန်းဦးစားပေးပြင်မှတ်က Nico William ဖြစ်ဖြစ်ပေမဲ့လို့ပေါ့နော် Marcus Rashford ကိုပါအငှားနဲ့ခေါ်ဖို့အတွက်စဉ်းစားနေတယ်ပေါ့ ရက်ရှ်ဝေးရဲ့စန်တာကတော့ဘာစီလိုနာကိုပြောင်းရွှေ့ဖို့ဖြစ်ပြီးတော့ဟန်စီဖလီရဲ့စနစ်မှာစင်ထရယ်ရူဘောနော်ဒါနံပါတ်9ကိုလက်ရှိလီဝန်ဒိုစကီကစားနေတဲ့နေရာမှာကစားဖို့စန်တာရှိနေတယ်ဗောနော်ကစားမားကရူဘင်အမ်မိုရင်းရဲ့လက်အောက်အူထရက်ဖို့မှာလုံးဝအနာဂတ်မရှိတော့ပြီမြဲလေလို့မန်ချက်စတာယူနိုက်တက်ကပေါင်သန်း40နဲ့အလိုဟိုရောင်းချသွားဖို့အတွက်အလိုရှိနေတယ်အငားမဲ့ထကွာခွင့်ပြုမပြုလဲစောင့်ကြည့်ရအောင်မှာဖြစ်တယ်ဆိုပြီးတော့သူရေးထားတယ်ဒါအပြင်ဒီ Times Times Sport ကနေပြီးတော့ report လုပ်ထားတာက United အသင်းရဲ့ဘာကာတော့ Rashford ကို Barcelona ထံအငှားချခဲ့မယ်ဆိုရင်အငှားပြောင်းရွှေ့ရရရှိမှာဖြစ်တဲ့ကစားမရဲ့တပတ်ပေါင်း3သိန်း2000ကျွဲလောက်ခလာစာကိုလည်း Barcelona ဘက်ကကြားခံဖို့လည်းတောင်းဆိုရနိုင်ဖို့ရှိတယ်အကယ်လို့အဲ့လိုသားဘာစီရဲ့ဘက်ကပေးမယ်ဆိုရင် United ဘက်ကတစ်နှစ်ကို ပေါင်း18သန်းနီးပါးကိုတက်တာသွားမှာဖြစ်တယ်ဆိုပြီးတော့ကျွန်တော်သိရတယ်။ဒါဒီ immediate ကောင်းတဲ့တင်းမှာ အင်မီနန်ကောင်းနေတဲ့တင်မှာဆိုတော့အဲ့ကြောင့်မပြောခင်ခုနကကျွန်တော်တို့ပြောတဲ့ဘာစီမှာစန်ထရယ်ရူမှာကစားဖို့စန်တာရှိနေတယ်လို့ဘာလို့ဆိုတာမျိုးကတော့ဒါစောင့်ကြည့်ရမှာပေါ့လေဘာစီလိုနာတင်းရဲ့ပါကလည်းသူတို့တောင်းမှနှစ်ဖက်မှာဆိုလို့ရှိရင်ရာဖင်ညာနဲ့လက်ရှိမှာဆိုလို့ရှိရင်ဒီရမဲတို့ကျွန်တော်ရှိနေတယ် နော်တိုက်စစ်မှုနေရာမှာကလီဝန်ဒိုစကီကအသက်အရွယ်ကရလာပြီဆိုတော့နီကိုဝီလျံစ်ကိုသူတို့ကခေါ်ပြီးတော့ရာဖီညာကိုတိုက်စစ်ဖြစ်သူတို့ကထားချင်တာဒန်နီအော်မိုကိုနံပါတ်10ရူဆိုတဲ့ပုံစံမျိုးနဲ့ဒါပေမဲ့လို့မာကတ်စထရက်ရှူရဲ့ဘက်ကဟန်စီဖလစ်လက်အောက်မှာကစားချင်တယ်တိုက်စစ်မှုနေရာမှာသူကစားဖို့အတွက်စင်တာရှိနေတယ်ပေါ့နော်အမ်မိုရင်နဲ့လက်အောက်မှာလည်းသူ့အတွက်အနာဂတ်မရှိတော့ဘူးဆိုတော့သူပြောင်းချင်နေပေါ့ဗျာဒါကတော့ဒါကျွန်တော်တို့လုံးဝဘာမှပြောစရာမလိုဘူးပေါ့နော်လက်ခံလို့ရတယ်သူတခြားအသင်းကိုပြောင်းချင်နေဆိုတာကတော့ဒါသူ့စင်တာပေါ့လေ အပြောင်းအရွှေ့ဖြစ်မြောက်သွားဖို့ဒါကိုယ့်ဘက်ကကျွန်တော်အရေးကြီးတာအပြောင်းအရွှေ့ဖြစ်အောင်လုပ်နိုင်မလားပဲကျွန်တော်တို့ကြည့်ရမှာဒီနေရာမှာတခုရှိတာက United တို့ကကျွန်တော်ဘယ်တော့တစ်နှစ်ကိုပေါင်18တန်းတိကိုကုန်ဒီတက်တာသွားနိုင်နေဆိုတာမျိုးကနင်းနေနော်အခြေအနေမဟုတ်ပါဘူးအကယ်လို့ဘာစီရဲ့ဘက်ကလည်းအငှားပြောင်းရွှေ့ကြည့်ပြီးမြင်အမအငှားဆိုလို့ရှင်ပြ9တန်းလောက်တော့အနည်းဆုံးမျှော်လင့်လို့ရတယ် ော်အငားကြီးနဲ့အငားသန်းလောက်ထိကျွန်တော်မျှော်လင့်လို့ရတယ်တပတ်ကို3သိန်း2000ခွဲသူတို့အကုန်ပေးမယ်ဆိုလို့ရှိရင်တော့အတင်းအကျပ်ကတော်တော်ကောင်းသွားပြီကျွန်တော်ကတော့ဘာစီဘက်ကပါနော်တပတ်ကို3သိန်း2000ခွဲအကုန်တော့ပေးလိမ့်မယ်လို့မထင်ဘူးအငားနဲ့ခေါ်တဲ့ကစားမတရားကိုတပတ်3သိန်းခွဲပြီး3သိန်း2000ကျော်ပေးဖို့ကမလွယ်ပါဘူးเนาะသူတို့အနေနဲ့လောက်ခလာစာတဝက်ကိုအဲစိုက်ပေးတာမျိုးလိုပဲကျွန်တော်ဖြစ်နိုင်စွမ်းရှိတယ်အကုန်ပေးဖို့ကတော့မလွယ်ဘူးပေါ့เนาะအကုန်ပေးလိမ့်မယ်လို့လည်းကျွန်တော်မထင်ဘူး အဲပြီးလို့ရှိရင် market stretch ဖို့ကိုအသေးအတန်လူနေတဲ့အသင်းမျိုးလဲကျွန်တော်မဟုတ်ဘူး Nico Williams ကိုမရဘူးဆိုမှသာသူတို့အနေနဲ့ပေါ့နော်ခေါ်မှာဒါတောင်မှလက်ရှိမှာ Yamel ကို Rafinha ကို Lewandowski ကိုအကုန်ကစားနိုင်သေးတယ် Rashford ကိုမဖြစ်မနေခွာမဲ့အခြေအနေမျိုးဟုတ်မနေသေးဘူးဒါကြောင့် Barca ဘက်ကကျွန်တော်ပေါ့နော်လစာအပြည့်ပေးဖို့က imminent ခဲရင်ပါတယ်တော်တော်အပြည့်ပေးခဲ့မယ်ဆိုလို့ရှိရင်တော်တော်ကြီးကိုကျွန်တော်အခြေအနေကောင်းသွားပြီကျွန်တော်ဒီအပြောင်းအရွှေ့ကိုမြန်မြန်ဖြစ်စီခြင်းနဲ့ မြန်မြန်ဖြစ်စီခြင်းနဲ့ဘာကြောင့်လဲဆိုတော့အငှားနဲ့ပဲဖြစ်ဖြစ်အပြီးတက်နဲ့ပဲဖြစ်ဖြစ်ပေါ့နော်အတင်းတွက်ကတော့အပေါင်းလက္ခဏာစောင်းတာတွေကြီးပေါ့လေဒါပေမဲ့ဒီလိုအားလုံးသိတဲ့အတိုင်းပဲကျွန်တော်မနက်က live ဒီပိုင်းမှာပြောသွားတဲ့အတိုင်းပဲဒီကစားမှာတော့ကျွန်တော်အပြီးတက်နဲ့ရောင်းချနိုင်မှအတင်းဘက်ကအဆင်ပြေမှအပြီးတက်ရောင်းနိုင်မှအချင်းကြီးကောင်းမှနော်ဟိုဒါမှ3သိန်း2000ဝယ်လေးကျွန်တော်ပေါ့နော်ဟိုလုံးဝပေးစရာမလိုတော့ဘူးကစားမှာပြောင်းရွှေ့ကနေပြီးတော့လေပေါင်တန်း40လောက်ကျွန်တော်ရမယ်ဒါဆိုလို့ရှိရင်အန်ပူမူရဲ့အပြောင်းရွှေ့ပြီးတာနဲ့ တိုက်စစ်မှုတွေပါတယ်ကျွန်တော်တို့ခေါ်ဖို့အတွက်ကအချီနီတော်တော်လေးကိုဟုတ်သွားမှာဒါကြောင့်မနော် market structure ရဲ့အချီနီကဒီအပြောင်းအရွှေ့မြန်မြန်ပြင်းပြောင်းလေးကောင်းလေးပါပဲတိုးတိုးအတင်းဘက်ကတော့အငှားတွေပါတယ်ချမချဆိုတာနဲ့စောင့်ကြည့်အောင်မယ်ဒါမှမဟုတ်အတင်းရဲ့ဦးစားပေးဒီအပြည့်တဲ့ရောင်းချဖို့ပါဘာစီရဲ့ဘက်ကတော့ market structure ကိုအပြည့်တဲ့ခေါ်ဖို့ဆိုရင်ကျွန်တော်အထင်ကတော့ Nico Williams တို့ကိုသူတို့လုံးဝပေါ့နော်ဒီဟိုဖြစ်နိုင်မှာပဲဒီရောင်းချနိုင်မှာပဲကျွန်တော်တို့ထင်တယ် ဆိုညီနီကိုဝီလျံစ်တို့ကိုမခေါ်နိုင်မှပဲမာကတ်စ်ရစ်ဖို့ကိုအပြီးတော့ခေါ်လိုက်မယ်ထင်တယ်။ညီကိုဝီလျံစ်ကိုရအောင်ခေါ်သွားတယ်ဆိုရင်တော့ရက်ဖို့ရဲ့အပြောင်းအလဲကမတည်ကြတော့ဘူး။အငှားနဲ့ဆိုလို့ရှိရင်တော့ဖြစ်ကောင်းဖြစ်နိုင်သေးပြီပဲလို့ပြောလေ။ဒါကြောင့်မာကတ်စ်ရစ်ဖို့နဲ့ဘာစီလိုနာတင်းရဲ့ဂျာကအချင်းကြီးကတော့ညီကိုဝီလျံစ်ပေါ်မှာအများကြီးမူတည်နေတယ်လို့အတင်းပါကအပြည့်တဲ့ရောင်းမလား။အငှားနဲ့ကျွန်တော်ဘယ်နော်။ကျွန်တော်ဒါဟိုလက်လွတ်မလားဆိုတဲ့ပုံမှာမူတည်ရလို့ကျွန်တော်ထင်တယ်။စောင့်ကြည့်ရအောင်မယ်။ညီကိုတို့ရောဘယ်လိုမြင်ရလဲ။ဆွေးနွေးကြပါအောင်။အားလုံးကိုချစ်သူများကြီးတင်ပါတယ်။